ပုဏ္ဏပတုမာတာဆိုတဲ့ဒီလူမရဲ့ပုဏ္ဏပတုဆိုတဲ့အရွယ်ရောက်ပြီးသားตาကလေးဘလူးလေးရဲ့အရွယ်မရောက်သေးတဲ့ဥတ္တရာဆိုတဲ့သမီးလေးရဲ့ဒီမိသားစု၃ယောက်ကညနေနေဝင်ရိုးရီအချိန်မှာအစာရှာထွက်လာကြအစာရှာထွက်လာတယ်ဆိုတာသူခင်များများစားရမယ်တောင်းရမယ်ဆိုအစာမှန်တယ်ဗျတွေ့တာကိုကောက်ယူပြီးတော့စားကြတယ် လူတွေစားတဲ့အစီကဖိတ်ဆင်ကြတာလေးကောက်ယူပြီးတော့စားကြတာတဲ့အေးစေတော်အကြောင်းသားရောက်လာတဲ့အခါကျအဝေးကနေနှမ်းချိလိုက်တဲ့အခါမြတ်စွာဘုရားနဲ့တန်ဃာတွေကဝန်းရံပြီးတော့တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေတာကိုမြင်တဲ့အခါကျအော်တန်ဃာတွေနဲ့ဘုရားမြင်လိုက်တဲ့အခါသူစိတ်ကဘလို့ဖြစ်တယ်အဲ့ဒီမှာတရားနာကျင်တဲ့စိတ်ရှိသေးလို့အချင်းဘုစုနဲ့မြင်လိုက်တဲ့အခါဒီနေရာမှာ စားစရာများဝေးနေတာလားဆိုပြီးတော့ဘိုက်ကဆံသားပြီးတော့ စားစရာများရမလားလို့ဆိုပြီးတော့ဇေယျံကျောင်းဘုတ်ကနေဆွပြီးတော့ဝင်လာတယ်။တကယ်တော့ဇေယျံကျောင်းမှာအဆောက်အတန့်ကအခုလိုသူလိုအယုတ်ဆိုးအကြီးတန်းဆင်းရဲတဲ့ဘုံမဆိုးနှမျိုးအဝေးမခံဘူးတဲ့။သို့တော့အဲ့ဒီအချိန်လေးမှာတော့သူ့ရဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့အနေအထားမျိုးဖြစ်နေလို့လား။သုံးဖို့မြတ်စွာဘုရားတရားဟောနေတာကိုအာယုဆိုင်လို့သူကနေပြီးတိတ်တဆိတ်ခိုးဝင်သွားလို့လားမမြင်လိုက်ဘူးပေါ့။ဘုရားနာထီအောင်ရောက်သွားတယ်။ ရောက်သွားတဲ့အခါကျတော့မြတ်စွာဘုရားတရားဟောနေတာကိုသူကြားကြားပြီးတော့ရက်နေတာပေါ့ဘုရားတရားတော်ကိုနားထောင်သူမှအသိဉာဏ်ရှိတယ်အဲ့ဒါလို့ရက်ပြီးနားထောင်နေတဲ့အချိန်မှာဘာလုပ်တော့ဆိုတော့ခုနကသူ့လက်ကဆွဲလာတဲ့ตาကလေးရဲ့ချီးလာတဲ့သမီးလေးအမေဘာလို့ရက်နေတာတော့ตาတို့သမီးတို့ဆာလာပြီးသွားပါရှေ့သွားပါရှာပါနဲ့ဒီလိုပြောတဲ့တယ်နော် အဲ့ဒီလိုပြောတဲ့အခါ तू ကတရားနာနေတာဖြစ်တော့ကြောင့်သူသားသမီးတွေကိုပြန်ပြောတဲ့စကားလေးဟာအင်တန်မှမှတ်သားစရာကောင်းတယ်ပေါ့တုန်နီဥတ္တရိကေဟောဟိတုန်နီဟောဟိပုဏ္ဏတတုသမီးဥတ္တရာတိတ်တိတ်နေစံသူတို့ကပူညာပူညာလုပ်တယ်လေကလေးကဆာတာကိုအေးဥတ္တရာနေတိတ်တိတ်ကလေးနေစံပုဏ္ဏပတုစကားမပြောနဲ့တိတ်တိတ်နေစံဒီလိုပြောပြီးတော့ဘာဆက်ပြောတော့ဆို ယာဝဟံဗုဒ္ဓတိဋ္ဌာတဓမ္မံသတ္တမိတတ္ထုတလောကလုံးရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားရဲ့တရားဆုံးသည့်ထီအောင်ငါနာခြင်းနဲ့ငါတရားနာနေတာနားထောင်နေတာမြတ်စွာဘုရားဗာဠိပြောနေတာတုန်းဆိုတော့ငါနားထောင်နေတာမင်းတို့တိတ်တိတ်လေးနေချာသာကလေးတွေပြောလိုက်တယ်နော်အိဗဒံမသူတို့ရဲ့သင်္ကန်းစာဘဝသင်္ကန်းစာယူစရာဓမ္မကောင်းတယ်ပေါ့ အဲ့ဒီမှာဘာဟောနေတယ်ဆိုတာသူသိတယ်သူသာသမီးလေးတွေကိုရှင်းပြတယ်တရားနာရင်နိဗ္ဗာန်ံပခဝါအာဟသဗ္ဗခန္ဓပမောစနအနောင်ဖွဲ့အလုံးကလွတ်မြောက်ရဖြစ်တယ်နိဗ္ဗာန်အကြောင်းကိုမြတ်စွာဘုရားရှင်းပြနေတာတို့မှာနှောင်ကြိုးတွေနဲ့နေနေရနှောင်ကြိုးတွေဆိုတာလူရဲ့စိတ်ကိုနှောင်ဖွဲ့တာလားဘလို့လူတွေကနှောင်ကြိုးဖွဲ့ခံရတယ်ဆိုတာခန္ဓာကိုယ် ဒီ physical body ကိုကြိုးကြီးတွေနဲ့ခြိထားမှနှောင်ကျိုးလို့ထင်တာစိတ်ကိုနှောင်ဖွဲ့ထားတဲ့ကြိုးဟာလူမမြင်ရဘူးပေါ့တပ္ပခန္ဓာပမောစံခြိနှောင်ထားတာတွေအလုံးပြေသွားတဲ့နိဗ္ဗာန်အကြောင်းကိုမြတ်စွာဘုရားဟောနေတာတို့မှာဒီခြိနှောင်ခန်းနေရတယ်ဆိုရင်ဒါကြောင့်ဒါတွေကိုတို့တတိပြုနားထောင်ရမယ် အတိဝေလံသမေဟောတိအတ္တမိန်ထံမိပိယယနာဒီတရားကိုငါတောင်းတလာကြာလာပြီတဲ့ဒီတရားကိုတောင်းတအချိန်လေးကိုအများကြီးခုံခဲ့ပြီတဲ့ငါလိုချင်တာခုမှတွေ့ရဒီတရားငါသိချင်နေတာကြာလာပြီဒါကြောင့်မို့သားတို့သမီးတို့ငြိမ်ငြိမ်လေးနေစမ်းတိတ်တိတ်လေးနေကြစမ်းလို့ဆိုပြောဟောအာယံဆက်ပြီးနားထောင်သူ့သားလေးကလည်းလိမ္မာရေးချရှိတယ်ဘလူးကလေးပဲလေ မယိုင်းဆိုင်မှုပေါ့အမေဖေပြောတာကိုနားထောင်တယ်အမန္နပြာရိတ်သာမိမပြောတော့ပါဘူးတဲ့ကျွန်တော်အမေကျွန်တော်မပြောတော့ပါဘူးတုံနိဘူတာယဥတ္တရာညီမလေးလည်းတိတ်တိတ်နေမပြောနဲ့ဓမ္မမေဝနိတာမိမြတ်စွာဘုရားဟောတဲ့တရားကိုနားဆိုင်ထောင်သူတို့လည်းနားဆိုင်ထောင်အမေလည်းနားဆိုင်ထောင်ကျွန်တော်ကျွန်တော်တို့လည်းနားဆိုင်ထောင် ဘာဖြစ်လို့လဲသတ္တမတဝနံဒုက္ခသူတော်ကောင်းတရားကိုနာကြားရတာစိတ်ကလေးအေးချမ်းမှုရဟုတ်တယ်ဘဝမှာအင်အားတွေတခုဖြစ်စီအသိဉာဏ်တွေရလာရင်ဘဝရဲ့အင်အားတခုပဲလေလူတွေမှာအသိဉာဏ်ရတဲ့အချိန်နဲ့မရတဲ့အချိန်တူမမတူတယ်အသိဉာဏ်မရသေးဘူးဆိုရင်လူဟာလမ်းစာပြောင်းနေတယ်လို့ဖြစ်တယ်အသိဉာဏ်ရတဲ့အချိန်မှာဘဝအေးချမ်းတဲ့ဘဝမျိုးသူနေနိုင်တယ်ရွေးချယ်နိုင်သွားတယ် အညာတို့တောကတွေသိပ်မများတော့ဘူးဒါကြောင့်မို့တတ္တမသောနာသူတော်ကောင်းတရားကိုကြားနာလိုက်ရတာအသိဉာဏ်လေးရသွားတာဖြစ်လို့အေးချမ်းမှုကိုပေးနိုင်တယ်လို့သူဆိုတာအဲ့ဒီလိုတာအမိတွေပြောပြီးတော့မြတ်စွာဘုရားရဲ့စကားကိုစိုက်ပြီးတော့နားလိုက်ကြအင်တန်လေးနဲ့တည်းရသော်ဗျာတရားဟောတာအေးနိဗ္ဗာန်ကြောင်းဟောတယ်ဆိုလို့ရှိရင်ပရိသမိရမေကပါဠိတော်ကဆိုတဲ့စကားလုံးလေးတစ်ခုကိုခြေလိုက် ပင်စံနာပင်ဆက်ခန္ဒီနော်ခန္ဓာ၅ပါးဆိုတာဒုက္ခပဲပင်ဆက်ခန္ဓာခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုဘုန်းကြီးတို့တွေဘလို့ထင်နေတုံးဆိုငါလို့ထင်နေငါလို့ထင်ကိုရထားတဲ့ခန္ဓာ၅ပါးကိုကိုယ့်အကိုစဉ်းစားကြည့်လောကလူတွေတမန်အားဖြင့်ကြည့်မယ်ဆိုရင်ငါလို့ထင်နေငါလို့ထင်လားဝိပဿနာဉာဏ်မြင်နဲ့ကြည့်လိုက်တဲ့အခါကျတော့ငါဆိုတာရောရှိတယ်ငါဟုတ်ဆိုတာ ရှိနေတာတခုစီအသေးစိတ်လေးလံကြည့်တယ်ငါဆိုတာလဲရှာမတွေ့ဘူးငါဟာဆိုတာလဲရှာတယ်သို့တော့တမန်အဖြစ်ငါဆိုတာဘယ်ဟာလဲလို့ဆိုရင်ကိုယ့်ကိုယ်လည်းညှို့ထုတ်ပြောကြမှာပဲငါဆိုတာဒါပဲပေါ့အဲ့ဒါလို့ငါငါဟာဆိုတဲ့အထင်မြင်ရောက်နေသမျှကလပ်ပတ်လို့မဖြစ်လေငါလို့တတ်မှတ်တဲ့အရာငါဟာလို့တတ်မှတ်တဲ့အရာဒီဒီတိုင်းနေမှာမဟုတ်ဘူးတဖြည်းဖြည်း အနိစ္စသဘောအရမတည်မြဲလို့ပြောင်းလဲလာမယ်အဆိုးပဲကိုရိုင်းလာမယ်အညထာဘာဝတစ်မျိုးတစ်ပုံပြောင်းသွားပြီဆိုလိုက်တာနဲ့တကယ်နဲ့ခန္ဓာ၅ပါးကိုငါလို့ထင်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာဖြစ်လာတော့ဆိုတောကားတဲ့ပရိဒီဝဒုက္ခဒေါမနတာဒါတွေဝင်လာတာပဲတေချာငါမှဖြစ်ရလေခြင်းငါဟာမှဖြစ်ရလေခြင်းနဲ့တွားရတာပဲလေဘာလို့လဲတော့ဆိုသူကငါလို့ထင်ထားတာကိုမျက်စိကိုငါလို့ထင်တယ် အေးမျက်စိပြက်ဖို့ကြုံလာပြီဆိုလို့ရှိရင်တော့ငါလို့ထင်ထားတဲ့မျက်စိသို့မဟုတ်ငါမျက်စိငါဟာလို့ထင်ထားတယ်မျက်စိဒုက္ခဝေဒနာဖြစ်လာပြီမာရေတွေကကြီးလာပြီဟိုဘက်ထီအောင်ကူတော့မယ်ဆိုရင်ဘယ်တော့ဆိုးရင်ညာလက်တူတွေကနော်ကုလို့မရတော့ဘူးဆိုတဲ့လူတွေဘယ်တော့တန်ရတော့ကဖြစ်လိုက်ဘာဖြစ်လို့ဒီလိုဖြစ်ရလဲငါလို့ဆွဲလန်းထားလို့ငါဟာလို့ဆိုအစအရေကမျက်စိဆိုတာစက္ကုပ္ပတာရုပ်ပဲဒီဟာသူ့အကြောင်းကြောင့်သူဖြစ်နေတာ ကံတရားကြောင့်ဖြစ်တဲ့ဥဒုတို့စိတ်တို့အာဟာရတို့ကပံ့ပိုးထားတာသူဖြစ်ချိန်တန်လို့ဖြစ်လာတာဖြစ်ချိန်တန်လည်းပြတ်မှာပဲငါမဟုတ်ဘူးဆိုရင်အမြင်ကြီးကိုရှင်းရှင်းလင်းလင်းမြင်ထားမယ်ငါဟာမဟုတ်ဘူးဆိုရင်အမြင်ကိုရှင်းရှင်းလင်းလင်းကြီးမြင်ထားမယ်ဝိပဿနာဉာဏ်နဲ့အဲ့ဒါတို့မြင်ထားမယ်ဆိုလို့ရှိရင်တောကတို့ပြိဒီဝါတို့ဒုက္ခတို့ဒေါနတာတို့လာမှာမဟုတ်တော့ဘူးလာတောင်မှပျော့ပျော့တည်တည်ပါပါကလေးပဲလာမှာပေါ့ သာမိသာဖ၃ယောက်သာမိ၃ယောက်ဘလူမရေသူသားလေးပုဏ္ဏပတုရေသမီးလေးဥဒ္ဒရာရေမြတ်စွာဘုရားတရားဟောနေတဲ့နားလေးမှာမတည့်ရက်ပြီးတော့နားနေချတာသူနားထောင်နေတာတိတ်တိတ်ကလေးဆာလောင်နာကိုအောင်အေးပြီးတော့တရားနာနေချတာနားလိုက်တဲ့အချိန်မှာတရားထဲမှာအယုံဆိုင်ပြီးတော့နားတော့မြတ်စွာဘုရားကဟောတယ်လို့ဆိုတခြားဟာဟောတာမဟုတ်ဘူးလေနိဗ္ဗာန်အကြောင်းကိုဟောတယ်ဆိုလို့ရှိရင် သစ္စာလေးပါဟောတာပဲအဲ့တော့သစ္စာလေးပါကိုဟောတာဒုက္ခဆိုတာပါရှင်းရှင်းလင်းလင်းသိသွားတယ်အဲ့ဒီဒုက္ခဘာကြောင့်ဖြစ်တယ်ဆိုတာလည်းသိသွားတယ်ဒုက္ခនិရောဓဒုက္ခချုပ်ငြိမ်းတယ်ဆိုတာလည်းသိတယ်ဒုက္ခချုပ်ငြိမ်းရာအကြောင်းဖြစ်တယ်မဲကသစ္စာလမ်းကြောင်းကိုလည်းပဲသိသွားတယ်ဘုဏ္ဍဝတုမန္တာဆိုတဲ့ရခိယသူကဒိဋ္ဌာနိအရိယသစ္စာနိဒိယသစ္စာတွေကိုကောင်းကောင်းတွေ့သွားတယ်ကောင်းကောင်းတွေ့သွားတယ် ဘောပေါက်သွားတယ်နားလဲသွားတယ်နားလဲသွားတော့သူ့တန်းသူ့သမီးလေးတွေကိုသူကဟိုဝမ်းမြောက်စကားပြောတယ်နောက်ချဘာပြောပုဏ္ဏပတုဒုက္ခိဟောတုငါသားလေးပုဏ္ဏပတုမင်းချမ်းသာပါစေဣစ္ဆာဟံမိသမုခတာဒီကနေ့သစ္စာလေးပါးကိုသိပြီးတော့ငါရဲ့ကိုယ့်ရဲ့ဘဝကကိုတက်လာပြီပေါ့ငါမှအတိညာဉ်တွေတက်သွားပြီဒီကနေ့ငါအတိညာဉ်တွေတိုးတက်သွားပြီမင်းရဲ့ခြေဆုပဲ မင်းစူးစူးပူပူမလုပ်ခဲနဲ့ငြင်းငြင်းစင်စင်လေးတရားနာတဲ့အတွက်ကြောင့်မင်းကိုကျေးဇူးတင်ပါတယ်လို့ပြောတာပဲเนาะဥတ္တရာပိသူနာတုမီငါစကားနားထောင်နေဥတ္တရာလည်းချမ်းသာဒုက္ခရပါစေလို့ဒီလိုဒီတုတ်တန်လေးမှသူတို့ပြောတဲ့စကားနဲ့ပဲအဆုံးသတ်ထားတာအဲ့တော့ဒီတုတ်တန်လေးရဲ့အနစ်ချုပ်ကိုပြောမယ်ဆိုရင်เนาะနောက်ဆုံးဟာသစ္စာလေးပါးကိုမသိမချင်းဒုက္ခလွတ်နိုင်တာမဟုတ်ဘူး သစ္စာလေးပါးကိုသိရမယ်။နိဗ္ဗာန်ကြောင်းဟောတဲ့တို့ဆိုတဲ့အထဲမှာလည်းပဲနိရောဓသစ္စာကိုအလေးပေးပြီးမြတ်စွာဘုရားဟောတာ။နိရောဓသစ္စာကိုအလေးပေးပြီးတော့ဟောတယ်ဆိုရင်ဉာဏ်နဲ့သစ္စာလေးမပါဘဲနဲ့အလုံးဖြစ်ဖို့ပေါ့။အဲတော့သစ္စာလေးပါးကိုရှင်းလင်းဟောပြတဲ့ဒေသနာကိုကြားနာရသည့်အတွက်ကြောင့်သူတို့ဟာဝိပဿနာလုပ်ငန်းကိုကြာမြင့်စွာမလုပ်ရပါဘူး။လေးလေးနက်နက်လှုပ်လှုပ်ချင်းချင်းနဲ့စိတ်အားစိုက်ပြီးနားလိုက်တဲ့အခါမှာ ပုဏ္ဏဘသူမာတာဆိုရဲယခင်ကြီးဘလူမရဲ့သူ့ရဲ့တာပုဏ္ဏဘသူရဲ့တောတဗံဖြစ်သွားကြတယ်။ဟောတောတဗံဖြစ်သွားတယ်ဆိုတာအမြင်ရှင်းသွားပြီးတော့တမရီကင်းသွားတယ်ဒီလိုပြောရမှာပေါ့နော်။မာယွင်းနဲ့အမြင်တွေပျောက်ကင်းသွားပြီးတော့တန်တရားတွေမရှိတော့ဘူးဒိဋ္ဌိနဲ့ဝိသကိစ္စကင်းသွားပြီ။နိဗ္ဗာန်ဆိုတာကိုရှင်းရှင်းကြီးမြင်ပြီးမဂ်ရှင်းပါဆိုတဲ့လမ်းကြောင်းကြီးပေါ်မှာရောက်သွားကြပြီ။ တောတာပန္နဆိုတာတောတာဆိုတာမဂ္ဂင်၈ပါးတောတာလမ်းကြောင်းကြီးမဂ္ဂင်၈ပါးကိုခေါ်တာအာပန္နဆိုတာရောက်သွားတာမဂ္ဂင်၈ပါးလမ်းကြောင်းကြီးပေါ်မှာတက်ပြီးသွားပြီနောက်ပြန်မဆုတ်တော့ဘူးသူတို့ online ဖြစ်သွားပြီလို့ဆိုလို့ရတယ်နော်နေဗန်စီဝင်နေတဲ့လမ်းကြောင်းကြီးပေါ်မှာရောက်သွားတယ်အဲ့ဒီလိုရောက်သွားတဲ့ဟိုကလေးမလေးအဲဘလူးငမလေးအငယ်လေးကတော့သူ့မှာခံယူနိုင်တဲ့အသိဉာဏ်အားနည်းနေသည့်အတွက်ကြောင့် သူကတော့တရားလူတရားမြတ်မရပါပဲစိတ်ထဲမှာတော့ခြင်းနှုမှုကြီးတွေသူရတယ်။ကဲအခုလိုတရားဝဲလာလို့ရလိုက်တဲ့အကျိုးများတရားလူတရားမြတ်ရရုံနေမှာကဘူးသူတို့ဘဝဟာလည်းအစင်းမြင့်သွားဘလို့အစင်းမြင့်သွားလို့ခါတိုင်းလိုအယုတ်ဆိုးအကြီးတန်းမဟုတ်တော့ဘူးဗိမာန်နဲ့ဘုံနဲ့ဗိမာန်နဲ့စားစရာနဲ့ဒီလိုဖြစ်သွားတယ်။မတရားရဲ့စိတ်ထက်တန်ရှင်းသွားတာကြီးလင်သွားတာနဲ့တပြိုင်နက်ရုပ်အစင်းမှကြီးလင်သွားတယ်လို့ ပြောတာနော်ရုပ်ဆင်းကလည်းအယုတ်ဆိုးအကြည့်တန်တာမျိုးမဟုတ်ဘူးဆင်းစားရမယ်မဲ့တောင်းရမယ်မဲ့ဘဝမြန်ကလည်းအခုချက်ချင်းလွတ်သွားပြီတော့သူတို့ဟာတရားရုတရားမြတ်ကိုသိတော့ရုပ်ဆင်းကပါကြည်လင်းလာတယ်ဒါလည်းခုခေတ်မှာလည်းဒီလိုပဲနေတရားသိလာတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ဓာတ်ကြည်လာလို့ရှိရင်သူတို့ရုပ်တွေကြည်နေတယ်မျက်နာတွေကြည်လင်းနေအေးချမ်းနေမှုံတိုးတိုးမဖြစ်ဘူးเนาะစိတ်ဟာ လူဟာစိတ်ညစ်နေတဲ့လူရဲ့မျက်နှာနဲ့စိတ်ပျော်ရွှင်နေတဲ့လူရဲ့မျက်နှာတူမမတူတာဟုတ်မတူစိတ်ပျော်ရွှင်ပြီးတော့တရားနဲ့ပျော်ရွှင်နေပျော်ရွှင်မှုကကြည်လင်ပြီးအေးမြတဲ့ပျော်ရွှင်မှုကာမဂုဏ်အာယုန်နဲ့ပျော်တဲ့အပျော်ကနောက်ကတော့ကလိုက်နေတာမြဲတာ